ချစ်ကလူတိုင်းရှိတယ်တချို့မိန်းကလေးတွေကချစ်တတ်တယ်အရန်ချစ်တတ်တယ်တချို့တွေမိန်းကလေးကြောအရန်ခွန့်လွတ်တတ်တယ်တချို့ယောက်ျားလေးကအရန်ချစ်တတ်တယ်ဒါပေမဲ့တချို့ယောက်ျားလေးကြောလည်းအရန်ဆိုးတယ်အဲ့လိုလူမျိုးရှိတယ်ယောက်ျားလေးရဲ့တချို့အကြောင်းအရာတွေကိုနားမလည်နိုင်တာပေါ့မိန်းကလေးဒါမှမဟုတ်နားလည်ဖို့လေအခုဘတော်မှမကြိုးစားဘူးဖြစ်လာရင်လက်ခံလိုက်တယ်ဒါပဲအဲ့မိန်းကလေးတွေနဲ့အချစ်နဲ့မိန်းကလေးတွေအချစ်နဲ့ပတ်သက်လာရင်နားလည်ဖို့ဘတော်မှမကြိုးစားဘူး ိုပါပဲတချို့စိတ်တွေအဲ့လိုပေါ့စိတ်မမသိအောင်အားလုံးပါပဲကြောတချို့စိတ်တွေကအရင်ဆွဲလန်းစီတဲ့ဟာရှိရဥပမာပဲဘာမှမပေါ့ဒါဟိုပွိုင်းသင်းဆိုတာပြင်းတာကြီးပျော့တာတွေရှိတယ်အရက်ဆိုလည်းဒီတိုင်းပဲဆလိတ်ဆိုလည်းဒီတိုင်းပဲအကိုဆိုဆလိတ်အရင်ကြိုက်ခဲ့မှုရယ်ကြောကြာလူဒုက္ခပေးမယ်ဆိုတာသိတယ်ဒါပေမဲ့အရင်ကြိုက်တယ်ဒါ poison ပဲဒါပေမဲ့အရင်ကြိုက်တယ်ဘယ်လိုလုပ်အဲ့လိုမျိုးပါပဲတချို့အရာတွေက ပွိုင်ဇင်မန်တိတိကြီးနဲ့အစိမ့်မန်တိတိကြီးနဲ့ကျွန်တော်တို့တွေကဆက်ပြီးလက်ခံနေတာဟိုမှာကိုရီးယားတကြားနဲ့မတည့်ဘူးဒါပေမဲ့လည်းတကြားမစားရင်မနေနဲ့တဘောပဲပြရအဲ့လိုအဲ့လိုပေါ့နော်ချိုးရချိုးရဒါပေမဲ့လည်းအစိမ့်ဖြစ်နေတာပေါ့အဲ့အဲ့လိုမျိုးပေါ့အဲ့လားလားလေးကိုနည်းနည်းလေးဟိုဒီကမှပြချင်တာပေါ့နော်အရန်ချုံမိန်နေမဲ့လေဒါခါကြီးကကို့အတွက်အစိတ်ဖြစ်နေတတ်တယ်။ကိုကြီးကကိုကြီးကိုယ်တိုင်ရောဒါချုံမိန်တဲ့အစိတ်ကလောလောဆယ်။ပြောတော့ကိုကတပွားလုံးအာ ချဘွားလုံးတော်မပြောတော့ဒီတဲ့ရရောက်သွားတဲ့အချက်နဲ့ပတ်သက်ကိုကရိုက်ပဲရိုက်ပြချင်တော့တယ်ဒါဆိုပွဲဒါဒီထဲမှာကျောင်းရတာတကယ်ဟာလေဒီကိုကြီးရတကယ်ဘူးတချို့အားပြပါတယ်တချို့အဲ့ကြောင့်ပြောရလေဟောကိုလည်းပြောခဲ့ပြီးပါအင်တာဗျူးရတယ်အချက်ဆိုတာဘဝတစ်ခုလုံးအဲ့လူတိုင်းတွေ့ကြုံရတဲ့ဟာလေအကိုလည်းတွေ့ကြုံဘူးလေအချက်ဆိုတာဘဝတစ်ခုလုံးလုံးဝပြောင်းလဲစေနိုင် ကိုယ်တိတလောက်ကတော့အဲ့လိုမျိုးပေါ့နော်လောဘကြီးဒေါသကြီးမောဟကြီးလည်းပါတယ်ဒါပေမဲ့အစိုးဆုံးကတစ်ခါကျရင်အချစ်လည်းပါအဲ့တည်းမှာအချစ်ကြောင့်ဘဝတွေပြောင်းလဲသွားတယ်ဘဝတွေပြည့်စုံသွားတဲ့လူတွေအများကြီးရှိတယ်အချစ်ကြောင့်အရန်ကောင်းသွားတဲ့လူတွေရှိအဲ့ကြောင့်မို့အချစ်ကိုအချစ်ကဘယ်တော့မှမယိုးနိုင်ဘူးဆိုတော့အဲ့ဒါကြီးကြောင့်ပြောတော့ပြောရင်ရိုက်ခံချစ်ပဲချစ်တတ်တာဒါပဲမပြောတော့ဟမ် တတ်တာဒါမပြောတော့အဲ့ဒါကြီးကအကိုကရုပ်ရှင်ရိုက်ဖို့စုထားတာအခုရတာ3000ဆိုတော့လေဒါဘလူရီရောဒါစိတ်လို့ထားတယ်ရှေ့ရနှကားလည်းတော့အောင်ဘူးအခုကကျွန်တော်ကအကိုအခုဒီကားယုံတင်တော့အကိုပထမဦးဆုံးချူစီယုံတင်တယ်လို့ feeling မျိုးခံစားရတယ်ဒါကတကယ်ကိုချူစီယုံတင်တော့ကသူပထမဆုံးဆိုတော့တကယ်ကိုရှင်းခုံနေရတော့အခုဒီကားပြန်ယုံတင်တော့လေအဲ့လိုအဲ့လိုခံစားရတယ်ဘာလို့အချစ်ကားဖြစ်နေလဲ တော့ကိုကမကြုံဘူးသူမိန်းကလေးတွေချက်တတ်တာပါတကယ်ရသူနားမလဲတာကိုတို့တွေကကိုတို့တွေကကိုတို့ယောက်ျားလေးတချို့အเจ้าညာတွေကိုနားမလဲနိုင်တာပါမိန်းကလေးဒါမှမဟုတ်နားလဲဖို့လဲအခုဘတော်မှမကြိုးစားဘူးဖြစ်လာရင်လက်ခံလိုက်တယ်ဒါပဲအဲ့မိန်းကလေးတွေနဲ့အချက်နဲ့မိန်းကလေးတွေအချက်နဲ့ပတ်သက်လာရင်နားလဲဖို့ဘတော်မှမကြိုးစားဘူးအခုအချိန်ကြီးလည်းမကြိုးစားဘူးကြိုးစားလို့မရဘူးကြိုးစားမဟုတ်ကြိုးစားဘယ်လိုမှနားမလဲနိုင်တာနားမလဲနိုင်တာ ချစ်ကိုနားမလည်ဘူးအဲ့တော့မကြိုးစားတော့လက်ခံလိုက်တော့အဆက် Thank you ပါအဲ့လိုလည်းမဟုတ်ပါဘူးချစ်ကဒီတိုင်းရှိတယ်ချစ်ကမိန်းကလေးတွေကချစ်တတ်တယ်အရင်ချစ်တတ်တယ်တချို့တွေမိန်းကလေးကြောင့်အရင်ခွန့်လွတ်တတ်တယ်တချို့ယောက်ျားလေးကအရင်ချစ်တတ်တယ်ဒါပေမဲ့တချို့ယောက်ျားလေးကြောင့်လည်းအရင်ဆိုးတယ်အဲ့လိုလူမျိုးရှိတယ်ဟောယောက်ျားလေးမှမိန်းကလေးမှမဟုတ်ပါဘူးအမေ န်ဆက်တယ်နော်ချူစီမှလည်းဒါပဲဆက်တယ်ကျွန်မလည်းဒါပဲဒီထဲမှာလည်းဒါညီမတို့ဒါချိန်ပြီးွားပါပြီချိန်ပြီးွားပြီးတော့သူတို့ဘလို့လောက်ထားလဲဆိုတော့အကိုကဟိုအဲ့ဒါတယောက်ကိုပေါ့နော်ဘလူပဲဖြစ်ဖြစ်ဒီဒီကားထဲမှာပါလာပြီးလောက်ခွင့်ရစီချင်းတယ်တိုးတော့အဲ့လိုကြီးဟိုမယ်လိုဒီနဲ့ဆိုရင်အကိုကားရေရိုက်ဖူးပါတယ်အပြင်မှာလည်းရုပ်အဲ့ဒါတယောက်အနေနဲ့ရိုက်ဖူးတယ်ဒါပေမဲ့အကိုကသူဒီလိုဒီလိုပုံစံနေနဲ့သူ သူမရိုက်ခဲ့ရသေးဘူးအချူစီတုန်းကဆိုရင်လည်းသူအဲ့လိုပုံစံနဲ့မရိုက်ဘူးသေးဘူးအခုဒီကားထဲမှာလည်းစပွန်ဆာဆိုပေမဲ့အကိုကဟိုလိုစပွန်ဆာပေးတာမဟုတ်ဘူးအဲ့ဒီကလုံးဝမရှိဘူးအဲ့လိုမမြင်ရဘူးအကွာအဲ့လိုပြတာတယ်သူရှိတယ်ဆိုတာပဲသူကသိတာဘလို့ပုံစံနဲ့ရှိနေလဲဆိုတာမသိဘူးမမျိုးဆိုလို့ရှိရင်အခုနောက်ပိုင်းတိုင်းတွေ့လို့ရှိရင်ကောင်းလေးတွေရတယ်ဘမဘမဘမတော့ဘမလည်းတော့ဒါပေမဲ့ကိုရိုက်တာဒီကတော့ကြာပြီ ကိုတို့ကအရင်ရိုက်ထားဒါမှမဟုတ်ခုကျမှဟိုသူကလည်းဒီဒီကာလာနဲ့လာပေါက်နေတော့လည်းမတတ်နိုင်ဘူးဒါကကိုလည်းကံကောင်းသွားရောအဲ့ trend trend ကိုဖြစ်သွားရောမမရေစိတ်ကိုဖြစ်ရအာမမရေကပြောနေမမရေအချစ်ဘလောက်ကြမ်းလဲဆိုတာဒါဘလောက်ချစ်တယ်လဲဆိုတာဒါဒီမှာပြရတာဒါလာကြည့်မယ်မမကြီးတွေကိုလည်းဖိတ်ခေါ်တယ်မတို့ကဘလောက်ချစ်တယ်ငါတို့ကဘလောက်ပေးဆက်ထားရတယ်ဆိုတာမမကြီးတွေဘက်ကနေဒါကျွန်တော်တို့ကရိုက်ပြတာ အမှန်တကယ်တော့ကျွန်တော်က main ကလေးတွေဘက်ကဒီကားကိုရိုက်ပြတာကျွန်တော်အစိမ်းရုပ်ရှင်ဇာတ်ကားကြီးကဒီခု28ရက်နေ့ပေါ့နော်28ရက်နေ့ယုံကျင်တော့မှာပါအပြည့်တက်ကြီးအနေနဲ့ကျွန်တော်ရိုက်ကူးထားတဲ့အစိမ်းကားလေးကိုလာပြီးကြည့်ရှုကြဖို့ကျွန်တော်ဖိတ်ခေါ်ခြင်းပါတယ်ဟိုလာကြည့်ပြီးွားရင်လည်းတခုပေါ့နော်ခံစားချက်အစ်စ်တခုပေါ့ဟို movie ကဘယ်လိုလဲဆိုတာခံစားချက်အစ်စ်တခုရသွားဖို့ကျွန်တော်အားမခံပါနဲ့လာဖို့လာကြည့်ဖို့ကျွန်တော်ဖိတ်ခေါ်ပါတယ်အားလုံးကျေးဇူးတင်ပါတယ်ကျေးဇူးများကြီးတင်ပါတယ် Thank you ပါ